အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆိုရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာဝတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းဥအောင်မြင်ကထက်မြက်စုရှာတော့ဉဏ်ရှိတယ်ပြီးကြည်တီထက်မှန်အောင်တွေးခေါ်မျှော်မြင်တတ်တယ်တတ္တိရှိတယ်လူတဦးတယောက်ကို ်တကြိမ်မြင်မိလျက်မှတ်မိတယ်။စုံတော့ဘန်တိုင်းအတော်ဆုံးဖြစ်သည့်အတိုင်းစုံတော့အင်စပက်တာကြီးယာရုကိုရရှိခဲ့သည်မှလည်းနှစ်ပေါင်းအတော်ကြာပြီဖြစ်လေတယ်။အကယ်၍စောရတပ်ပြင်းသာဖမ်းဆီးခဲ့ပါလျက်ဝင်ကလေးဝန်ကြီးယာရုကိုမကြာမီတက်ရမယ့်ပုံကိုမျိုးဖြစ်လေတယ်။ဥအောင်မြင်ကထိုအကြောင်းကိုသိတယ်။မိမိအားတပြင်းအတွက်တမင်တသက်နှိမ်ထားသည်ဟုလဲအယူရှိလေတယ်ထို့ကြောင့် တပြင်းနှင့်ဥအောင်မြင်မှာဇီးကွက်နှင့်ကြီးကန်းကဲ့သို့ကပ္ပယံဖြစ်၍နေလေတယ်။ဥအောင်မြင်မှာမျက်စီဟင်၍စူးရှသူဖြစ်ရကားမိသူမိဘဟု မခွဲနိုင်ခင် အဝေးမှလာသူတို့ဦးအားမြင်ဖူးသူဖြစ်ကခြေလှမ်းလှမ်းပုံကိုကြည့်၍အတက်ပြောနိုင်လေတယ်။မြမပြည်၌ပြီးလက်မှဆရာမွန်အတက်သင်၍ပြန်လာသူများစွာရှိလာသည်မဟုတ်၁၄၅ဦးမြရှိရာဦးအောင်မြင်တွေ့နေကြ တပင်းရဲ့မျက်လုံးမျိုးနှာတန်အရအမောင်းမျိုးမှာဆရာဝန်ဦးတင်စွေတယောက်သာရှိလေတယ်။ကာပြားထဲမှာနှစ်ယောက်သုံးယောက်ခန့်ရှိလေတယ်။သူ့ကြတွင်ကာပြားထဲမှာတပင်းရည်သောဗမာစာမျိုးတပင်းပြောသောဗမာစကားမျိုးပြောနိုင်သူမရှိသဖြင့် သူတို့ကမဟုတ်နိုင်ဦးတင်စွေသာဖြစ်ရမည်ဟု တွေးတော်ပြန်လေတယ်။ဂျပန်ဦးတင်စွေအကြောင်းစဉ်းစားပြန်သောအခါဆွေကောင်းမျိုးကောင်း တိမ်ပေါင်းများစွာဘန်တွင်အနှံထားသူဖြစ်ပြီးတစ္ဆာတမာတိနှင့်ပြေဆုံးသူဖြစ်ရကားဦးတင်စွေကဤအလုံးမျိုးကိုလုပ်ပါမလားဟု တွေးတောဖွယ်ရှိလေတယ်။ဦးအောင်မင်းကဦးတင်စွေကိုတပ်ပြင်းဟုဆဆွဲသောအခါထို့သို့ဆဆွဲခြင်းကိုပုံမူ၍ခိုင်မာမှန်ကန်သည်ဟု ပြုမူတတ်လေရှိတယ်။တို့ကြတွင်ဦးတင်စွေရဲ့ငကိုသဘောကပင်မူလစိတ်နှင့်ဆဆွဲသူတို့အားဖြည့်ရှင်းလေမရှိ ထိုသူကတစုံတရာချင်းလျင်တကယ်ဟုတ်လေဟန်ပြုမူတတ်သောအမူအကျင့်မျိုးရှိသဖြင့်တာ၍အတွေ့ရခက်လေတယ်။ဆောရတပင်းဒီလဲပြီးလက်ပြန်ဆရာမဟုဆိုရ၌ဆောရတပင်းအတွက်မှာ၎င်းရဲ့အထောပတိအဖြစ်အပျက်ပြန်လည်ရေးသားသူသာရှိတယ်။ဦးတင်စေကအစိုးရရှုံးနေမှတ်ပုံတင်လျက်တကယ်တိုက်တာဆိုင်ကနားနှင့်နေသူဖြစ်လေတယ်။လူနာနဲ့ဈေးဝယ်လာသူတိုင်း ဥတည်စွေနဲ့မတွေ့မရှိသလားမိမိလုပ်ငန်းကိုဂယုဆိုင်နေသူဖြစ်လေတယ်ဥတည်စွေကစောရတပြင်းမဟုတ်စောရတပြင်းအားကူညီနေသူတာဟုယူဆဖွယ်လဲရှိလေတယ်လူတဦးတယောက်ရဲ့ကိုလက်အမှုအရာက အခြားသူတဦးရဲ့အမှုအရာနဲ့မတူတတ်ခြေလှမ်းပုံလက်ရမ်းပုံအဆက်လှုပ်ပုံတို့မှစ၍အဆအဆတွင်ကိုယ်လွယ်မြဲဖြစ်တယ်တပြင်းမှာစကားပြောသောအခါ ပဇက်အိုးအနေငယ်ကြွလျက်အန်ကျိတ်ပြီးမှနှုတ်ခမ်းကိုလက်ရဘက်သို့အနေငယ်ရွေပြီးပြုံးရေကပြောလေရှိသည်ကိုဥအောင်မြင်ကအယကြက်ထားဘူးတယ်။ဥတင်စေက စကားပြောလျင်ဖြူဖွေးသောသွားများပေါ်အောင်မရွေ့မဆောင်းတဲတဲ့ပြုံး၍ပြောလေရှိလေတယ်။အမူအရာချင်းကကွဲလေရှိလေတယ်။တို့ရာတွင်တပြင်းမှ စကားကိုပင် အဖိုးကြီးဖြစ်လျင်အာနေသောလေတံ မိမ့်မာဖြစ်လျင်မိမ့်မာတန်လူငယ်ဖြစ်လျင် လူငယ်တန်တရုတ်ကလားအတန်တို့ကိုအပြောင်းအလဲများနဲ့ပြောနိုင်အောင်ကျင့်ထားသူဖြစ်သဖြင့်ဤမျှကွဲလွဲယုံနှင်လဲတပြင်းကဥဒင်းစင်မဟုတ်နိုင်ဟုဆိုနိုင်ရန်ခဲခြင်းလေတယ်ဥအောင်မြင်ရဲ့စိတ်တွင်ကအထက်လူကြီးများကမင်းထင်သူကိုတပြင်းဟူ၍ဖမ်းလို့ကဖမ်းဟုအမိန်ပေးလျင်ဥဒင်းစွေကိုဖမ်းမိဖြစ်လေတယ်သူကဲ့သို့အမျိုးမျိုးချိန်ဆနေသည့်အတွင်ဝန်ကြီးတူအား တပြင်းငွေလူရာ၌ဦးတင်စွေကိုယ်တိုင်ဝင်ကြီးနှင့်အတူပါသွားသောအခါဦးတင်စွေကတပြင်းအေကံဖြစ်ရမည်ဟု တွေးတောယူဆပြန်လေတယ်။သူကြရင်တပြင်းမှာဦးအောင်မြင်အားရန်သူဟု၍သဘောမထားတခါတည်းရန်စုံနောက်ဘက်ကအကျဲအတင်းများကိုပင်ကူညီပေးလေရှိသဖြင့်တပြင်းသာစုံနောက်ဘက်တွင်အမှုထမ်းရပါကယာရုကြီးကြီးတွင်ခန့်ထားရန် ထောက်ခံမိမိဖြစ်လေတယ်။တဏိတာ၌ကား ဆောင်းတော်မင်းကြီးကဦးအောင်မြင်အားခေါ်လျက်ရင်းမျိုးမင်းကြီးထံမှစာတစောင်းကိုပြလေတယ်။စာရဲ့အထိပယ်ကလာရှိုးနယ်မှ ရှမ်းမိတ်ဒေါ်လာ2000ကျော်ချသွားကြောင်းရန်ကုန်သို့သွင်းမည်ဟုထင်ရကြောင်းလာရှိုးမေမြို့မန္တလေးတာစီပြင်မနာဘူရာအသီးသီးမှရင်းမျိုးဘက်နှင့်ပလိပ်ဖက်ပူပေါင်းရှာဖွေတော်လဲမတွေ့ရကြောင်းရန်ကုန်မြို့ကြီးမှမမိလိုက်လျင်ရှက်ဖွယ်ကောင်းကြောင်းများပါပါဝင်လေတယ်။ထို့ပြင် အလီဘန်ရဲ့ဆောင်းနောက်ဘက်ကမှာကူညီပေးရန်လဲအကြံဉာဏ်တောင်းထားရာ ထို့အကြံဉာဏ်အတွက်မြည်တို့စီမံတင့်သည်ဟုတိုင်ပင်ရန်ခေါ်လိုက်ခြင်းဖြစ်လေတယ်။မင်းကြီးကပြုံးလျက်မောင်အောင်မြင်ရဲ့မိတ်ဆွေကြီးများဖြစ်လေမလား။ဟာဒီကောင်ဘိန်းတွေပါနေကူမယ်မထင်ပါဘူး။ဘိန်းယူပုံဒေတာလုံးလို့သူ့ညံမဲ့ဖြစ်နေမလားလို့မောင်အောင်မြင်။ဘိန်းကူးတဲ့နေရာမှာတပြင်းထက်တာတဲ့လူတွေအများကြီးရှိပါလိမ့်မယ်။ ဒါဖြစ်ရင်ယခုကိစ္စမှာဘလို့ကူညီမယ်လို့သဘောရလဲကျွန်တော်စဉ်းစားပြရစီအောင်ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ဘူတာဟူသမျှမြစ်စိတ်ဟူသမျှခြေရာဆက်မြှပလိတ်တွေစောင့်နေရလို့သိရပါတယ်သူတို့ဘလို့ကြံစီပြီးတွင်းမယ်ဆိုတာကို ဖမ်းမိမှာပြောနိုင်ပါမယ်ကျွန်တော်စဉ်းစားပြရစီအောင်ပြောဆိုကဥအောင်မြင့်ကမင်းကြီးအခန်းမှထွက်လာခဲ့လေတယ်အခန်းတွင်သို့ရောက်၍ ဦးအောင်မြင်ဟုအင်္ဂလိပ်လက်နှိပ်စလုံးနှင့်လိပ်ပတ်ထားသောစာတစောင်ကိုဇပွဲပေါ်မှ တွေ့ရှိကာခေါင်းဆောင်ကလေးကိုနှိပ်၍ချာပရာစီအားခေါ်ယူမေးမြန်းလေတယ်။လူကလေးတယောက်ပေးသွားကြောင်းပြောသဖြင့်ပြန်၍လွတ်လိုက်ပြီးလျင်စာကိုဖောက်ဖတ်လေတယ်။ကိုအောင်မြင်ခမည်းအချက်ပေါ်၍တပြင်းကူညီခြင်းစိတ်ပေါ်သဖြင့်ဤစာကိုရေးလိုက်ခြင်းဖြစ်ပါသည်။ထိုအကြောင်းကားအခြားမဟုတ် လာရှုမှ ဘိန်းချသောအကြောင်းပင်ဖြစ်ပါသည်ဘိန်းချသူ၏အဆက်အနွယ်မှာဖျားလူကြီး municipal လူကြီးဟောင်းမင်းတိုင်ပင်ရွေးပွဲရှုံးထားသူဖြစ်ပါသည်ဒီလူကြီးရုံမှလွန်သဖြင့်တပြင်းစုံထောင်နေရာက အမှုထမ်းခဲ့ပါသည် အော်တိုဘာလ3ရက်နေ့တကောင်ကျော်တနာရီတွင်ရန်ကုန်လမ်းတိုင်နမတ်ကွက်လက်တွင် နောက်ဖေးပြင်းပေါက်မှမယောင်မလဲစောင့်ပါဘိန်းများကို မြစ်တွင်ချီးပြွန်ကြီးများကတွင်းလိမ့်မည် လူ9ယောက်တယောက်လျင်ဘိန်းတုံ9000စီတွင်းကြလိမ့်မည်အချက်ကောင်းကိုမလွတ်ပါစေနှင့်တပြင်းကိုမိအောင်မဖမ်းနိုင်သည့်အတွက်ဆူချခြင်းလည်းမဟုတ်ပါတပြင်းဦးအောင်မင်းကတပြင်းရဲ့စာကိုဖတ်ပြီးလျင်ပြုံးရွေလာလေတယ်တပြင်းကတခိုးဖြစ်စေကောင်မူလူတယောက်အားလိန်လေပြောလို့မရှိပဲတပတ်ရိုင်းလေမရှိသဖြင့်ပြုံးကြီးစိတ်ချရွေနေလေတယ်အောက်တိုဘာ3ရက်နေ့ညအချိန်၌ကား တပြေညွန်ပြသောနေရာတွင်ဦးအောင်မြင့်တို့လူစုမယောင်မလည်နှင့်ဆောင်စားနေကြလေတယ်။အချိန်ကားတစတစညင်းနေဘက်သို့တိုးခဲ့ရာ၎င်းတိုင်းပြီးနောက်ညင်မနန်နိုင်တော်ပဲနန်းမိုးလင်းဘက်သို့ခြေလှမ်းပြင်ပြန်လေတယ်။၁၂နာရီခွဲခန့်ရှိသောအခါတိုက်ကြီးတစ်တိုက်သို့အောက်ထမမီးမထွန်းမဲနောက်ဖေးတကားတစ်ခုပွင့်ပြီးလျေပြန်၍ပိတ်သွားလေတယ်။နောက်ဖေးလမ်းကြားဖြစ်သည့်အတိုင်းမောင်မဲရွေနေရာ ဦးအောင်မြင်တို့လူစုမှာအသက်မြအပြင်းပြင်းမရှိဘဲမဲဆောင်စားနေကြလေတယ်။တနာယီနီးပါးမြရှိသောအခါရေပြုံပေါက်တစ်ခုရဲ့အဖုံးကကြွတက်၍လာလေတယ်။မရှိမနှောင်းပင် အခြားတနေရာမှလည်းပြုံပေါက်တစ်ခုကြွ၍လာလေတယ်။မကြမီလူတယောက်ရဲ့တတန်အထုပ်ကြီးတစ်ထုပ်မထုပ်တဲ့တတန်များကိုမြင်ကြလေတယ်။ဦးအောင်မြင်ကထို့အချိန်၌များစွာဉာဏ်ကစား၍နေလေတယ်။ ယခုပင်အုပ်ရွေခမ်းရမီလောရခင်ခဏမျှပွင့်သောတကားမှသွင်းမြည်ထင်ကြရာတိုက်ရှင်မှာဘုရားလူကြီးဖြစ်သဖြင့်ထိုလူကြီးကိုပါဖမ်းရမည်လို့ဟု တွေးတော်နေလေတဲ့ချက်ချင်းပင်တိုက်ထဲကြမှဖမ်းစီမယ်တိုက်ထဲမသွင်းမယ်တခြားသူထုတ်ဆောင်ကနှစ်ဖက်ပိတ်ဖမ်းမည်ဟု ဆုံးဖြတ်ကာ လူခွဲ၍တိုက်ကြီးကိုအမှတ်မဲ့မထင်မရှားခိုင်းစေပြီးလျင်ကြီးရှုနေလေတဲ့မိမဲတရံများကား တူပီးတူပေါ်ပေါလာရာရခင်ခဏမြပွင့်လိုက်သောအခန်းမှအထုပ်များတွင်နေသည်ကိုရေးရေးမြမြင်ရလေတယ်။အထုပ်ခုနှစ်ထုပ်လူခုနှစ်ယောက်တိုက်တွင်းသို့ဝင်မိသည်နှင့်တပြိုင်နက်ဥအောင်မြင်တို့လူစုကတိုက်ကြီးကိုအထင်အရှားဝိုင်း၍ထားလေတယ်။အပြင်မှတကားဖွင့်ပြီးရန်အော်၍ခေါ်လိုက်တယ်။သို့ရာတွင်တိုက်ကြီးမှလူမရှိတကယ်သို့ တုတ်တုတ်မြမလှုပ်ချေ။ဥအောင်မြင်လည်းတပြင်းညွန်တဲ့အတိုင်းစောစောမဖမ်းမင်း ဖျားလူကြီးပါဖမ်းခြင်းသဖြင့်အကြက်တွေး၍နေသည်ကိုချွေးပြန်အောင်စဉ်းစားရင်းတိုက်ခန်းဖွင့်ရန်အော်ပြန်လေတယ်။တဖန်မိမိမှရင်မျိုးအရာရှိမဟုတ်၍သူတစ်ပါးတိုက်တွင်ဝရမ်းမပါဘဲမဝင်နိုင်သည်ကိုတတိယကရင်မျိုးအရာရှိတယောက်ကိုလက်ထောက်ဆောင်တော်တို့ဦးအားအပြေးအခေါ်ခိုင်းလေတယ်။ရင်မျိုးအရာရှိပါလာလျင်မိမိဘိန်ဖမ်းမိသောစုံငွေများမိမိအတွက်ရမှရနိုင်ပါမလားဟုတဲ့စိုးရိမ်စိမ်များက ဝင်ရောက်လာလေတယ်။မကြမီရှင်မျိုးအရာရှိလိုက်ပါလာ၍ခေါ်မရဖွင့်မရလျင် တကားချိုးတကားချိုးဟုပြောစဉ်တိုက်ခန်းအတွင်မှမီးလင်းလာလျက်အိမ်ရှိတကားဖွင့်တန်းကို ကြားရလေတယ်။ဖျားလူကြီးအတန်လဲကြားကြလျက်မသူများလဲညအချိန်မတော်ပါကိစ္စလဲအတန်ဝါကြီးလဲပေါ်ထွက်လာလေတယ်။ဦးအောင်မြင်လဲနောက်ဖေးတွင် အဆောင်များချထားခဲ့ပြီး တိုက်ရှိသူလှည့်ရွေသွားပြီးလျှင် အခန်းပေါင်းမှဝင်ကြသေးတယ်။ရှင်မျိုးအရာရှိနှင့်အချို့ပလိမ်များကအဓိပတိပုဂ္ဂိုလ်ကြီးရဲ့တိုက်တို့ ဝင်ရသဖြင့်ရှူတူရှန်တန်ဖြစ်နေရာဥအောင်မြင်မှာမျက်နှာတင်းတင်းနဲ့ခမည်းတိုက်ကိုရှာရမယ်။လက်ပူးလက်ချက်မိနေတယ်။ဘာကိုဆိုရလဲလူကြီးမင်း။အေးစုံတော်မင်းရဲ့ကျွန်တော်များတိုက်မှာငွေဆက်ကူလုပ်တဲ့အရက်ချက်တယ်လို့များကြားလို့လား။ဒီမင်း ျွန်တော်ဘသူဆိုတာသိတယ်မဟုတ်လားခမရဖရားလူကြီးဝလုံတော်အမဟောင်းအကုန်သိတယ်မျက်စိအောင်မှာလက်ဘူးလက်ချက်လူ9ရောက်ဘိန်း9ထုပ်တွင်းသွားတယ်ခမရပါအမိဖမ်းရှင်တို့အပြင်မှာမဖမ်းမင်းတမင်တွင်းအောင်လှတ်ထားတာစုံတော်မင်းကအပြောသိပိုင်တာပဲကိုအမှုနဲ့ကိုပတ်နေပါအောင်မယ်နော်ဟုတ်မှလည်းလုပ်ပါစရာခမရနဲ့စကားရှိကြီးမပြောနိုင်ဘူးလာကြဗျာရှာရအောင် တိုက်ခန်းတစ်ခုလုံးတို့လိုက်လံရှာဖွေကြလေတယ်။လူတွေရောဘိန်းများပါအစာအနာမတွေ့ရချေ။တိုက်ခန်းအနေအထားမှာကျွန်းပြင်အုတ်ကျွတ်တံပိတ်နေအောင်ကြံခင်းလျက်အောက်ဆုံးထပ်မှအပေါ်ထပ်သို့တက်ရန်လေကားကြီးတစ်ခုရှိသဖြင့်လေကားကြီးမှ အပေါ်သို့ပြေးတက်ကြလေတယ်။တိုက်မှာနှစ်ထပ်တိုက်ဖြစ်သဖြင့်အိုးအင်းကလေးအမိုးတို့ဖောက်ထွက်သောအပေါက်လည်းမရှိ လေကားလည်းမရှိချေသူချရင် အပေါ်ဘက်အမိုးအခြေအနေကိုသိရန် လေကားနဲ့တိုက်အပြင်ဘက်ဘေးကတက်စီလေတယ်။ဥောင်မြင်မာကတရွတ်တစ်ထက်ဆဲချက်လန်ရှာတကဲ့သို့စိစိဆတ်ဆတ်ရှာပွေလေတယ်။အစအနမျှမတွေ့ရချေ။အချို့သူများမှာဘိန်သွင်းသောတိုက်ဤတိုက်မှဟုတ်ပါလေစဟုတိတိချာချာမြင်ခဲ့သောမိမိတို့မျက်လုံးများကိုပင်တန်တရာဖြစ်ကလက်မှန်ချမိကဲ့သို့ဖြစ်၍နေကြသည်တည်း။ကျုပ်ထင်မမှားဘူး။တခုခုဖြစ်ရမယ်။ ဒီကြိမ်ချင်းမှာအသေးချာပဲဟာစုံတော်မင်းအသက်ဘယ်လောက်ရှိပြီလဲဖះလူကြီးကပြုံးဆဆနဲ့မေးလိုက်လေတယ်ဦးအောင်မင်းကမျက်မှောင်ကျုပ်လျက်ဘယ်လောက်ရှိရှိခမားအလုံးမဟုတ်ပါဘူးဩမျက်စီတွေမှုံနေပြီလားလို့ပါ အခုဘာမှမတွေ့ဘူးနော်ဟုတ်တယ်မတွေ့ဘူးတွေ့ချင်ရင်တွေ့မယ်တွေ့ရမယ်ဗျာဦးရွှေပြောကဂိုင်းသွားကြစို့ဒါပဲ ဒီညတော့မဖြစ်သေးဘူးထွက်ကြမီအလုတ်ဖရားလူကြီးကဟေးလူများနေကြပါအောင်ဘသူဘသူများလဲကျုပ်တိုက်ကိုဝင်လာပြောအုံးမှာပေါ့ကျုပ်ကစုံတော်ဦးအောင်မြင် ဟောတာကလက်ထောက်ပါသူခင်မောင်ဒါကဌာနအုပ်ဦးပဒါက FBI ကိုပါကွန်ကိုပါအေးဒါကရင်မျိုးအင်စပက်တာဦးပေတီလူနာမည်များကိုပြောပြလေတယ်ကဲဒါဖြင့် ဒီလူစုကြောက်တိုက်ပင်ရှိရဲ့ထင်၍ဝင်ရောက်ရှာခွေရာဘာတခုမှမတွေ့ခဲ့ကြအောင်အားလုံးလက်မှတ်ထိုးခဲ့ကြပါ။အိုးဘာလို့ထိုးရမှာလဲ။ဥအောင်မြင်ကငေါဆဆပြောလေတယ်။မထိုးရင်ဘင်းတွေ့သလား။ထိုးအတွင်းအချားအမှုရမ်းများက"အိုးဗျာကျွန်တော်တို့ကကလိန်ကြစ်ကြတာမှမဟုတ်ပဲမသိငါလို့ဝင်ရှာတယ်။မတွေ့လို့မတွေ့ဘူးထိုးရတာပဲထိုးလိုက်ကြစို့"တိုက်တွန်းသဖြင့် ဥအောင်မြင်ပါလက်မှတ်ထိုးလိုက်ကြရလေတယ်။ဥအောင်မြင်တို့တိုက်ခန်းမှာထွက်သောအခါ လူကြီးကတကားပိတ်လိုက်လေတယ်။ဥအောင်မြင်လည်းအပြင်တွင်လူခွဲလျက်မိုးလင်းအထိစောင့်ကြရန်မိုးလင်းလျင်လူလဲ၍ပေးမိအကြောင်းမိမိကိုယ်တိုင်လည်းမအိပ်မနေကူညီစောင့်ရှောက်မယ်အကြောင်းနှင့်ပြောဆိုကာလူခွဲကြလေတယ်။အချို့မှာမိမိတို့အိမ်ရှိရာသို့ပြန်သွားကြလေတယ်။အချို့မှာဥအောင်မြင်ရဲ့ညွန်ကြားချက်အတိုင်း စောင့်နေကြလေတယ်။တိုက်ကြီးကတညာလုံးဒိတ်ဆိတ်လျက်ရှိလေတယ်။အတွင်းမှတစုံတရာရွှေတန်းမီးဖွင့်ခြင်းစသဖြင့်ဘာမှမကြားရဘဲမိုးစင်စင်လင်းခဲ့လေတယ်။တညာလုံးစောင့်ရသူများမှမြေတောင်များလေးလျက်အိတ်ငိုက်ခြင်းစပြုလာရာဥအောင်မြေတယောက်သာဇွဲဝရိယနှင့်အားခဲသူဖြစ်သဖြင့်လန်းလန်းဆန်းဆန်းဖြစ်၍နေလေတယ်။နည်းနည်းလင်းသည့်နှင့်တပြိုင်နက်ပလိမ့်မင်းကြီးနှင့်ဥအောင်မြင်က ခေါင်းချင်းရိုက်၍နေကြသေးတယ်။ဦးအောင်မြင်မှာကပလေးမင်းကြီးရဲ့အမိန်ကိုမလွန်ဆန်ဝင့်၍သာအောင်ဤထိုင်နေရတော့လဲအပြင်ကိစ္စအတွက်ဖင်တကြွကြွဖြစ်၍နေလေတယ်။သူကတိုင်နေဆိုရင်လမ်းဆုံးရင်မင်းကြီးသဘောရှိတယ်လို့အရေးယူပါ အလုတ်ဖြုတ်ဖြစ်ပါကျွန်တော်မျက်စိနဲ့တက်အံ့မြင်လို့အားလုံးဝင်ပြီးရှာခြင်းဖြစ်ပါတယ်။တခခုရှာဖွေရမှာလေဟင်းပါလိမ့်မယ်။တေချာပေါ့ဆိုပြီးလက်ဆုပ်လက်ကမ်းမမိကြဟာအယုတ်ဆိုးတယ်မအောင်မြင်။ ယခုကျွန်တော်လက်မလျှော့သေးပါစီစဉ်ထားပါတယ်ကျွန်တော်ကိုမတရားဆိုရင်ချက်ချင်းအလုပ်ဖြုတ်ပြပါဝမ်းနေပါတယ်ဒီလိုရည်ရွယ်ချက်မရှိပါဘူးဦးအောင်မင်းကဖင်တကြွကြွဖြစ်ကပလိမင်းကြီးအားနှုတ်ဆက်ပြီးလျှင်ပလိမင်းကြီးအိမ်မှပြင်းမြန်စွာထွက်ခဲ့လေတယ်ရန်ကုန်မြို့ရှိတရင်တောင်များကထို့အကြောင်းကိုဘာမှမသိကြသေးချေအိမ်မောကြနေတော့မင်းဖြစ်ရာစူးစမ်းသူများမှကချောင်းနိုင်ခွဲအချိန်ပင် ခြေချင်းလိန်ရွေ့နေလေတယ်။ကားကလေးတစ်စီးကလွစ်လန်းရှိဆရာဝန်ဦးတင်ဆွေ၏အိမ်တွင်ထိုးရက်ခါပြင်းပြန်စွာဝင်ရောက်သွားလေတယ်။ဦးတင်ဆွေမရှိဘူးလား။ဦးတင်ဆွေပြာပြာတလဲမေးရာလက်ထောက်ဆရာဝန်တယောက်ကနေရာပေးလျက်ဈေးတံကိုဖြွာရှူရင်းရှိပါတယ်။လေ့ကျင့်ခန်းယူနေပါတယ်။ပြီးလူပါပြီ။နမိနေခန့်ကြားလျင် အပေါ်တက်မှဆင်းပြေလာသောဖနက်တံကို ကြားကြလေတယ်။ဦးအောင်မင်းက လှမ်း၍မကြည့်ပဲမနေနိုင်သဖြင့်ကြိလိုက်ရာ ရွှဲထည်ဖနက်ဘောင်းဘီတို့စွကျဲနဲ့ရင်သားမောင်းမောက်လက်မောင်းကြွသားကြီးကြီးနဲ့ဦးတင်ဆွေကိုမြင်ရသေးတယ်။အလုံးဦးအောင်မြင်စောစောစီစီဘဲနေလေ။ညကမမိလိုက်ဘူးလား။ဦးအောင်မြင်ကညစွာအံအားတင်ရွေသွားလေတယ်။မိမိတို့ဖမ်းဆီးသောနေရာနဲ့ဦးတင်ဆွေရဲ့လမ်းမှာအတော်ဝေးကွာရာအဘယ်နည်းနဲ့တည်တည်ဟုတွေးရွေနေလေတယ်။ မိမိအိမ်တွင်စဉ်းစားသည့်အတိုင်းဥတင်ဆွေကမုတ်ချတက်ပြင်းဖြစ်ရမည်ဟုယူဆပြန်လေတယ်။အံ့ဩမနေပါနဲ့။ညကခမရတို့ဥသိမ့်တိုင်အိမ်ဘိန်းဖန်းတာမမီဘူးမဟုတ်လား။ကျွန်တော်လဲတရင်ပေးရလူရှိတာပေါ့။ကိုပေသည်လေ။မနက်ကအိမ်ရှိကဖြက်ပြေးရင် ပြောသွားလို့သိရတယ်။ထို့အခါ၌ဥပေသည်မှာမိမိတို့ဖန်းရတဲ့အတူပါသူဖြစ်သည့်ဖြင့်ရခင်ယူဆချက်များပြောင်းလဲသွားပြန်လေတယ်။ဟုတ်တယ်။ မမီဘူးဗျာမျက်လည်တတ်တယ်လို့ပဲ မျက်စိအောက်ကပျောက်သွားတယ်ဩမိနေလို့ဗျာမနေ့ကျွန်တော်မိတ်ဆွေဖိုးတပြင်းကဦးအောင်မြင်လာရင်ပေးလိုက်ပါ မလာရင်သူ့စီပို့ပေးပါဆိုပြီးကလေးတယောက်လှုပ်ပို့ခိုင်းလိုက်ပါတယ်အလောက်ခန်းသူဝင်ကဦးအောင်မြင်အားအိတ်တလုံးကိုပေးလေတယ်အပေါ်မှာအချားစာမပါ ကိုအောင်မြင်ဟု အင်္ဂလိပ်လိုရိုက်တက်ထားသည်ကိုသာတွေ့ရလေတယ် ဦးအောင်မြင်ကစာအိတ်ကိုကင်၍နေတုံးမှပဲဦးတင်ဆွေက ခြေလန့်ပြင်လျက်ကဲဦးအောင်မြင်ကော်ဖီသွားတော့အောင်ကျွန်တော်ရေချိုးဟာနေပါစေမတော့တော့ဘူးကိစ္စအရေးကြီးတယ်နေရာမှထလေတယ်ဦးတင်ဆွေရဲ့တိုက်ပေါက်တွင်တပြင်းကပေးသည်ဆိုသောစာအိတ်ကိုဖောက်၍ကြည်လေတယ်စာအိတ်ထဲတွင်ကစာတစ်စောင်မျှမပါတိုက်ကြီးတစ်တိုင်မှအိမ်တောင်ပရိဘောက စပွဲကလတိုင်းကြော်ညာဒီဇိုင်းများကိုသတင်းစာတွင်ထည့်သွင်းရာ ထိုသတင်းစာကြော်ညာဖြတ်ပိုင်း၌ခန်းနာသောကလတိုင်းကြီး၄လုံး၂ရောက်ထိုင်တစ်လုံးအလဲတွင်စပွဲဝိုင်းတစ်ခုတိုက်ပွဲခန်းစည်းများကို ပုံဆွဲပြထားခြင်းဖြစ်လေတယ်။ဦးအောင်မြင်လဲစိတ်ရှုပ်ရတဲ့အထင်နောက်ပြောင်ရပါမလို့ဟုကြော်ညာဖြတ်ပိုင်းစာပြောက်ကိုဆုပ်ဖြဲပြီးလျင်ဖျားလူကြီးဦးသိန်းထိုက်တိုက်စီတို့ပြေးလေတယ်။လမ်းတွင်လည်း တမျိုးအကြံယူလျက်ရှိရာနောက်ဆုံးအကြံတစ်ခုရသဖြင့်ဦးအောင်မြင်ရဲ့မျက်နှာမှာရှင်ပြ၍လာလေတယ်။မကြမီလမ်းတောင်သို့ရောက်သောအခါခိတ္တမျှဆောင်းဆိုင်နေရာဦးသိန်းထိုင်အိမ်မှထွက်၍လာသောဇေဒေတူနှင့်ရင်ဆိုင်တွေ့ရနေလေတယ်။မိမကြီးအားဆောင်းဆန်းသောအခါဦးသိန်းထိုင်အိမ်မှနန်းနဆောကြီးကပင်ဝတ်သားတပိတ်သားအမဲသားတပိတ်သားဝေလိုက်ကြောင်းသိကြလေတယ်။ ဦးသိန်းထိုင်အိမ်တွင် အစီရန်များပါမှ လူ9ယောက်မျှရှိရာဟင်းဝယ်များလျင် လူပိုရှိရမည်ဟုတွေးတော့ကဦးသိန်းထိုင်ရဲ့တိုက်အိမ်တို့ကြည့်လိုက်ရာဖုံးကြီးများခါတိုင်းချက်များလျက်စွန်ဟင်းလောင်းနေသည်ကိုမြင်ရလေတယ်။တဖန်စိတ်မကျေနပ်ပဲဥပစင်းတပားထံမှဘာလောင်းတလဲဟုတောင်းပန်၍တပိတ်ကိုဖွင့်ကြည့်ရာ အမဲဝတ်မဟုတ်ပဲပြုတ်လောင်းလိုက်သည်ကိုတွေ့ရလေတယ်။ ဥောင်မြင်းရဲ့အုံနောက်တွင် အလင်းရောင်များဝင်၍လာလေတယ်။တပြင်းကကြောညာကလေးဖြင့်ပြောင်းလောင်ခြင်းမဟုတ် တကယ်ကူညီခြင်းဖြစ်သည်ဟုကျေးဇူးတင်ကအရက်လူကြီးများနှင့် ရှင်မျိုးဘက် ပလိတ်ဖက်ပါစုချုံပြီးလျင်ဖျားလူကြီးတိုက်ကိုဝိုင်းကြပြန်လေတယ်။ဦးသိန်းထိုက်ကပလိတ်မင်းကြီးတိုင်ထားကြောင်းအေးယူနေကြောင်းနှင့်ချိန်မောင်းဆဲမှာပင်ဖမ်းကြမယ့်အရာရှိတစုက အေကန်းရှိခန္ဓာသောကလထိုင်များတွင် ထိုင်မိကြလေတယ်။ဦးအောင်မင်းကထိုင်ရာမှထလျက်။ gain ခမရတို့ကိုမျက်လှဲ့ပြမယ်။အားလုံးမတ်တပ်ရကြ။ဆိုပြီးနောက်ထိုင်နေသောကလထိုင်များကိုဖယ်စီ၍ကျမ်းပြင်တွင် ခင်ထားသောတူရကီကော်စောကြီးကို ယူစေတယ်။ရုတ်တရက်တော့ဦးအောင်မင်းပင်ဘာလို့ရမှန်းမသိဖြစ်သွားတယ်။သူ့ကြောင့်တွင်မျက်နှာပြက်နေသည်ကိုမြင်သဖြင့်မိမိယူဆချက်မမှားဟုတွေးတော့ကား ေးကြစွာကြည့်ရှုရာတိုက်ကျမ်းပြင်အောက်ဖက်သို့ ဖောက်ထွင်းထားသော အဖုံးအဆကို မြင်ရသဖြင့်ကုတ်ကော်ဖွင့်ယူရာအံဖုံးမှမြောက်ရီပါလာပြီးလျှင်အာလုံငုံကြည့်ကြရာ လေကားတစ်စင်းကို တွေ့မြင်ကြရလေတယ်။အမှုတမ်းများဆင်း၍ဖမ်းသောအခါဘိန်းတို့ခုနှစ်ထုပ်ထမင်းစားစဲတရခံခုနှစ်ယောက်ကိုပါမိကြလေတယ်။ဦးအောင်မြင်ကားဝမ်းသာ၍မဆုံးနိုင်။တပြင်းတပြင်းဟူ၍ပင် အမှတ်မဲ့အတန်ထွက်မိလေတယ်။အเจ้าမသိသူတို့မူကားတပ်ပြင်းနှင့်ဘိမ်းမာမိတို့သက်ဆိုင်သည်ကိုတွေးတော်ကြဟန်ရှိလေတယ်။ဥအောင်မင်းကဖျားလူကြီးအားလက်ထိတ်မခတ်ပဲလူကြီးလူကောင်းပီပီခေါ်သွားရန်ပလိတ်နှစ်ယောက်လက်တို့အပ်လိုက်လေတယ်။သူရိယမဂဇင်းနိုဝင်ဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။